အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တည်းအားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်တို့အခုဒါဘောလုံးလောကမှာတချို့နိုင်ငံတွေနိုင်ငံတွေကတကယ့်ကို crazy လုံးဝကိုမဖြစ်နိုင်တဲ့ rules တွေလုံးဝကိုမထင်မှတ်တဲ့ rules တွေကိုချပြီးတော့သူတို့လိပြိုင်ပွဲတွေမှာကျင်းပနေကြတယ်အဲ့ထဲမှာတချို့ crazy rule တွေဒီမှာအခုဆိုရင်ကိုရီးယားပေါ့လေ ကျွန်တော်လည်းတခါမှမသိဘူးဒီဟာဒီ root တခါမှရှိမှတော့မသိဘူးကိုရီးယားကထားပါတော့တချို့နိုင်ငံတွေဆိုရင်သက်ဆိုင်ရာလိမှာနိုင်ငံသားကစားမှဒီလောက်ပဲပါရမယ်ဒီလောက်ပဲ register လုပ်ရမယ်အခုကျွန်တော်နမိတ်ကြီးနေတဲ့ Sorry ရေးပြရလိဒါ Pro League မှာ professional တွက်ဒီ sorry pro league မှာနိုင်ငံသားကစားမှာ၈ရောက်တာ register လုပ်ခွင့်ရှိမယ်အိုက်ထက်ပို့လို့လို့မရဘူးဒါကတော့မှန်တယ်ဗျဒီလိုမျိုးတွေလောက်တာမှန်တယ် ဒါပေမဲ့ကိုရီးယားကထူးထူးဆန်းဆန်းအနေနဲ့တောင်ကိုရီးယားပေါ့လေတောင်ကိုရီးယားကထူးထူးဆန်းဆန်းအနေနဲ့အခုလက်ရှိမှာ2026ရာသီပေါ့လေ25 26ရာသီမှာသူတို့ပိတ်ပင်ထားတဲ့ဒါစီးမြင့်တစ်တခုစီးမြင့်တစ်ခုကို ဖွင့်လှစ်ပြီးတော့ဒါ international standard အညီလောက်တော့မယ်အဲ့ဒါကဘာလဲဆိုဂိုဒမားတွေကိုဘယ်လိုပြောမလဲဆိုတော့ဂိုဒမားတွေအတွက်ပိတ်ပင်ထားတဲ့ rules ပဲ တောင်ကိုရီးယားကေလီကအခုလက်ရှိအာရှမှာဂျေလီတို့ကေလီတို့ဆော်ရီရင်းတရားတို့ UAE လီဒီလီတွေနဲ့ထိတ်တန်းလီတွေတမှာတခုပါဝင်ဖြစ်တယ်အဲ့ထဲမှာ တောင်ကိုရီးယားကဘာလုပ်ထားလဲဆိုတော့28နှစ်ကြာသူတို့ပိတ်ပင်ထားတဲ့စီကံကကိုရီးယားနိုင်ငံမှာနိုင်ငံခြားသားကစားသမားတွေတုံးလို့ရတယ်ဒါပေမဲ့အဲ့နိုင်ငံခြားသားကစားသမားတွေအားလုံးတဲ့မှာဂိုးသမားတယောက်ကတော့ local ဂိုးသမားပဲဖြစ်ရတယ် ်ဆိုဘယ်အသင်းမဆိုကေလီကအသင်းတွေကနိုင်ငံခြားသကစားပါးတွေကြိုက်တဲ့လောက်သုံးလို့ရတယ်ဒါပေမဲ့ကိုသမားကိုတော့သူတို့က local ကိုသမားတွေပို့ပြီးတော့တိုးတက်လာဖို့အတွက်သူတို့ပြည်တွင်းကိုသမားကိုပဲအသင်းတိုင်းသုံးရမယ်ဆိုတဲ့စည်းကမ်းကိုတောင်ကိုရီးယားကချမှတ်ထားတယ်ဒီလိုစည်းကမ်းတွေအားလည်းရှိတယ်ပေါ့လေကျွန်တော်တို့ဘယ်လိုလုပ်ထင်ပါလဲဒီစည်းကမ်းတောင်ကိုရီးယားကအဲ့စည်းကမ်းကိုချတာနှစ်ပေါင်း28နှစ်ရှိပြီပေါ့လေသူတို့စပြီးတော့အဲ့စည်းကမ်းကိုစချတာက ဒါဘယ်လိုပြောမလဲ1996မှာစပြီးတော့ကိုရီးယားကကိုရီးယားနိုင်ငံမှာရှိတဲ့လိပြိုင်ပွဲမှာရှိတဲ့ဘဲသိန်းကိုမဆို local ကိုသမားတွေကိုရီးယားနိုင်ငံကကိုသမားတွေ talented ကစားသမားတွေ national အတင်းတွက်ပိုကောင်းတဲ့ကစားသမားထွက်ပေါ်လာဖို့အတွက်ကစားသမားတွေကိုဒါဘယ်လိုပြောမလဲအရေးတွက်ပွဲအရေးတွက်နဲ့ restrict လုပ်ပြီးတော့သူတို့စပြီးတော့ပိတ်တယ်ဆိုတော့ပြောချင်တာကနိုင်ငံသားကိုသမားတွေကိုအများကြီးပေးမလုပ်ဘူး န့်သက်ချက်တွေနဲ့သူတို့လုတ်ပြီးတော့96ထိလုတ်တယ်အဲ့နောက်96ကမှစပြီးတော့90နဲ့1996လဲရောက်ကောမတို့ကေလီမှာဘယ်နိုင်ငံသားကိုသမားမှသုံးလို့မရဘူးကိုရီးယားနိုင်ငံကစားမလူကေကိုသမားသာတင်သုံးရမယ်ကိုရီးယားကိုသမားတိုင်းသာအတင်းတိုင်းမှာရှိရမယ်ဆိုတဲ့စီကံကိုထုတ်လိုက်တဲ့အတွက်ကြောင့်အဲ့စီကံကြီးနဲ့ပြီးခဲ့တဲ့25ခုနှစ်အထိ24 25ရာသီတိတောက်လျှောက်တုံးနေဆိုတော့အဲ့စီကံက28နှစ်ကြာ ါပေမဲ့တကယ်တမ်းကျတော့လေကိုရီးယားကိုယ်သမားတွေကောင်းလားဆိုလည်းမကောင်းအကုန်လုံးကြည့်လိုက်ပိမ့်ပိမ့်ညောင်ညောင်ပိမ့်ပိမ့်ညောင်ညောင်နဲ့ကျွန်တော်ဝေါ်ကတ်တော့ကလေကိုရီးယားကိုယ်သမားတွေတည်တယ်အာရှဖလာတော့ကလေကိုရီးယားကိုယ်သမားတွေဂျပန်ကိုယ်သမားတွေကမှဘာဖြစ်ဖြစ်မစိုးဘူးလို့ပြောလို့ရတဲ့အခြေအနေခုဒါပေမဲ့အခုကိုယ်သမားကတော့ Suzuki ကတော့ကြောင်ပေါ့ဗျာထားပါတော့သူကတော့ပါမမှဖမ်းနေတယ်အိုက်ကနေမှဆင်းအဲ့တော့ကသူတို့စပြီးတော့အဲ့ roof ကိုချတဲ့အချိန်မှာကိုရီးယားမှာ professional အသင်းက10သိမ်းပဲရှိတာ ဆယ်သိမ့်မဲ့ရှိပြီးတော့ကိုရီးယားလီဂါဖေးပြီးနဲ့တိုးတက်ရင်တိုးတက်ရင်တိုးတက်ရင်နဲ့အိုက်ကနေမှ2022သူတို့၃နှစ်အကြာမှာဒါဘယ်လိုပြောမလဲသူတို့ World Cup ကျင်းပတယ်အဲ99ဘန်ပြီးအချိန်အိုက်ကနေပါဆက်အခုလက်ရှိမှာကိုရီးယား K League မှာစုစုပေါင်း26တင်ရှိလာတယ်။အဲ့26တင်ကိုရီးယား Professional League ပေါ့လေ Professional Club ပေါင်း26တင်ရှိလာတယ်။နောက်တော့ Okay ငါတို့ဂိုးသမား Rules ကိုတော့ဖြတ်လိုက်ပြီးအဲ့ဂိုးသမား Rules ကိုဖြတ်ပြီးတဲ့အတွက်ကြောင့် ါမဲ့ယာတီကစပြီးတော့ကြိုက်တဲ့ကလပ်တွေဟာကြိုက်တဲ့နိုင်ငံသားကိုယ်သမားတွေကိုသူတို့အသင်းမှာဝယ်ယူလို့ရပြီဆိုပြီးတော့ဒီပေးလိုက်တယ်ဒါကပေါ့ကျွန်တော်တို့မှာ UK မှာဆိုင်ကဘောလုံးကွင်းတွေကိုပေးတက်တယ်လာဖို့လိုအပ်တဲ့ကြောင့်ကျွန်တော်တို့မြန်မာစံတော်ချိန်ည၈ခွဲတခါလေရရင်စံတော်ချိန်ပြောင်းရင်ည၉ခွဲ UK ပါဆိုညနေ၃နာရီကန်တဲ့ပွဲတွေကိုဒါရုပ်သံ TV ကလုံးဝမပြဘာကြောင့်မပြလဲဆိုတော့ ဝင်းထဲကိုဘေးတက်တည်ရောက်သွားဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့အင်္ဂလန်နိုင်ငံရဲ့ UK နိုင်ငံရဲ့ဒါဗြိတိရှ်ကျူးစုထဲမှာရှိတဲ့နိုင်ငံကဘလုံးဘလုံးပြည်သက်တွေကအိုက်ပွဲတွေကိုလုံးဝကြည့်လို့မရဘူးတီဗီကကြည့်ကြည့်ကွင်းသွားကြည့်ဒါပေမဲ့ဒီကမ္ဘာလုံးမှာရှိတဲ့ဘလုံးပြည်သက်တွေအားလုံးကရုတ်တန်ကားနဲ့အိုက်ပွဲတွေကိုထိုက်ရိုက်ကြည့်ရကျွန်တော်တို့ကမကြည့်ရဘူးဆိုအရာကအဲ့လို crazy rules ပေါ့လေဒါပေမဲ့ UK ကတော့သူတို့နိုင်ငံဘောလုံးတိုးတက်ဖို့သူတို့နိုင်ငံကိုင်းထဲမှာပေးတက်တီရှိဖို့အောက်တန်းသင်းလေးတွေ ဝင်ဝင်ရဖို့အတွက်ဒီ rule ကိုထုတ်ထားတာအဲ့ဒီချိန်မှာကျွန်တော်ထားပါတော့ UK မှာဆိုရင်အဲ့ညနေ3:00ည8:00ခွဲကန်တာက La Liga လည်းပြလို့ပြဘူး Bundesliga လည်းပြလို့ဘာပွဲမပြလို့ပြအဲ့ချိန်ကဘာမှရုပ်တံအခါကြီးကိုလည်းပြလို့ဘာမှမရဘူးဒါပေမဲ့အဲ့ဒါအဲ့ပွဲအဲ့ချိန်ပြီးပြီးညနေ7ညနေ9:00ခွဲမြန်မာစံတော်ချိန်ည7:00မှာကန်တဲ့ပွဲကြမှာပြန်ပြတယ် အစောပိုင်းညနေ6နာရီဒါမှမဟုတ်ရှင်9နာရီကန်တဲ့ပွဲရည10နာရီ17နာရီ17နာရီနဲ့10နာရီကန်တဲ့ပွဲအဲဒီပွဲပဲပြအဲ့ဒါ UK ရ roof ကိုရီးယားကလည်းကိုယ်မှာကိုသမား roof ပေါ့လေကိုသမား roof ကတော့တကယ့်ကို crazy roof ပဲအခုမှတော့ပယ်ဖြတ်ပေးပြီးတော့ကိုသမားအစ်စ်ကို၃နိုင်ပါပြီအားလုံးကျေးဇူးတင်ပါတယ်